ချစ်သူလေးရွှေဝရီစောကိုစူဆောင်းထားသမျှငွေတွေအကုန်လုံးနဲ့တင်တောင်းခဲ့တဲ့တရုတ်ဆောင်စီယာမင်္ဂလာပါပရိသတ်ကြီးရေတရုတ်ဆောင်စီယာကတော့အနုပညာသက်တမ်းအနည်း20နီးပါးရှိနေပြီဖြစ်တဲ့ဝိုင်းရင်အနုပညာရှင်တယောက်ဖြစ်တဲ့ဆိုပေမဲ့လည်းနောက်ပိုင်းမှာတော့ရုပ်ရှင်ဇာတ်ကားတွေဇာလန်ထွဲတွေမှာပါဝင်တရုတ်ဆောင်ခြင်းမရှိပဲအစီအစဉ်တင်ဆက်သူပရီဇင်တာတယောက်အနေနဲ့တော့အနုပညာအလုပ်တွေနဲ့နှိစက်ခဲ့တာဖြစ်ပါတယ် တရုတ်ဆောင်စင်ရကတချင်း PCD တွေခေစားခဲ့တဲ့တချိန်လုံးကနာမည်ကြီးတဲ့တချင်းတိုင်းလိုလိုမှာပအဝင်တရုတ်ဆောင်ခွင့်ရခဲ့သူတယောက်ဖြစ်ပြီးသူခေတ္တအခါကမိန်ကလေးပြိသက်တတော်များများရဲ့အားပေးခြင်းကိုခံခဲ့ရသူလည်းဖြစ်ပါတယ်ရောက်ချောသဘောကောင်းပြီးအစအစရာရာပြေဆုံးခဲ့ပေမယ့်အချိန်အင်းနဲ့ပတ်သက်ပြီးတည်တည်ငြိမ်ငြိမ်ရှိခဲ့တဲ့ဇေယျဟာသူ့ထက်အသက်အများကြီးငယ်တဲ့ရုံးဝရီစောဆိုတဲ့သူ့ရဲ့ချစ်မဝလေးနဲ့တွေ့မှသာအချစ်ဆိုတဲ့အရာကိုခံစားမိပြီးတစ်ဘဝလုံးလက်တွဲဖို့အတွက်ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ် တရုတ်ဆောင်စီရရဲ့ချစ်သူမိန်းကလေးဟာ2009ခုနှစ်မှာမွေးဖွားထားသူဖြစ်ပြီးတရုတ်ဆောင်စီရကတော့2005-2006လောက်ကလေးကအနုပညာလောကမှာရှင်သန်ခဲ့သူဖြစ်တာကြောင့်သူရဲ့ချစ်သူမိန်းကလေးကအဲ့ဒီအချိန်တုန်းကမမွေးသေးဘူးလို့တောင်မှပြောရတော့တဲ့အထိတရုတ်ဆောင်စီရနဲ့အသက်အရွယ်အပြင်ကွာဟတယ်လို့ပြောရမှလည်းဖြစ်ပါတယ် ဒါပေမဲ့ချစ်သူလေးအပေါ်မှာချစ်မဝနိုင်လာအောင် ချစ်လွန်းတာကြောင့်တရုတ်ဆောင်ဇေယကဒီကနေ့မှာတော့သူရဲ့အနည်းပညာသက်တမ်းတစ်လျှောက်စုဆောင်းလာခဲ့တဲ့ငွေတွေနဲ့တင်တောင်းခဲ့တာပဲဖြစ်ပါတယ်။တရုတ်ဆောင်ဇေယကသူရဲ့ဇနီးလောင်းလေးမယွန်းဝဒီစောကိုငွေချက်3500ကျပ်၊ကွန်တိုတခန်းတိုက်ခန်းနှစ်ခန်း၊စိတ်ရွှေရနာတဆင်စာတို့နဲ့အတူဒီကနေ့ဂျွန်လ10ရက်နေ့မနက်ပိုင်းကပေါင်မျိုးနယ်မှာဆင်းဆက်တောင်းရန်ခဲ့တာလည်းဖြစ်ပါတယ်။ တရုတ်ဆောင်စီရကတော့သူအနုပညာသက်တမ်းတစ်လျှောက်စုဆောင်ထားခဲ့သမျှအရာတွေအကုန်လုံးနဲ့ကျမဝါလေးကိုတင်တောင်းခဲ့တာပါလို့လေជីနူးစွာနဲ့ပြောကြားထားတာလည်းဖြစ်ပါတယ်အခုဆိုရင်တော့တရုတ်ဆောင်စီရကချစ်သူလေးကိုတင်တောင်းတင့်တယ်နဲ့ဆေးဆက်တောင်းရခဲ့ပြီးမကြခင်အချိန်အတွင်းမှာခန္ဓာကြီးကျယ်တဲ့မင်္ဂလာအခမ်းပွဲကိုလည်းကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ပရိသတ်ကြီးအနေနဲ့လည်းဟိုးရင်ကလေးကအားပေးခဲ့ရတဲ့တရုတ်ဆောင်ဆရာတယောက်ခြေရတဲ့သူနဲ့ရွှေလက်တွဲသွားတဲ့အပေါ်ဝမ်တာကွန်ပျူစကားလေးပြောကြားပေးခဲ့ပါအောင်ရှင်။